ခိုးနေတော့မိ၍တခိုးဟအင်ရှင်အူးကိုဓာဖြစ်ထိုးတက်မှုဖြစ်ပွား2025ခုနှစ်ဇွန်လ22ရက်နေ့ရရန်ကုန်မြို့ဒုက္ခတကုံအိမ်ရာတိုက်44 E1 မှာကြောင်းမက်ဖွယ်ဓာထိုးမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ဒီဖြစ်စဉ်ကြောင့်အင်ရှင်ဇနီးမောင်နှံတအူးတွေကခင်မွန်ဖြစ်သူဟာအသက်ဆုံးရှုံးခဲ့ရပြီးဇနီးဖြစ်သူကတော့ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့အသက်ရှင်ကျန်ခဲ့ပါတယ်ဖြစ်စဉ်အစားက ။သခိုးတယောက်ကဗရန်ဒါနဲ့တဆင့်အိမ်ထဲကိုခိုးဝင်ဖို့ကြိုးစားခဲ့ပါတယ်။အဲဒီချိန်မှာပဲအင်ရှင်လင်မယားကနိုးလာပြီးသခိုးနဲ့ထိတ်တိုက်တွေ့ခဲ့တာပါ။အဲဒီကနေစလို့သခိုးဟာခင်မောဖြစ်သူကိုဓာတ်နဲ့စကိုးချက်ထိုးနဲ့တတ်ဖြတ်ခဲ့ပြီးဇနီးဖြစ်သူကိုလည်းပြင်းထန်စွာဒဏ်ရာရရှိစေခဲ့တာပါ။ဒီဖြစ်ရဖြစ်ပြီးနောက်ဇနီးမောင်နှံနှစ်ဦးသလုံးသွေးအိုက်ထဲမှာလဲကျနေချိန်မှာပဲ လူမှုကွန်ရက်ရဲ့အသင်းကိုအရေးပါဖုန်းခေါ်ဆိုပြီးအကူအညီတောင်းခဲ့ကြပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာတဲ့ခါမှာတော့ခင်မောင်းဖြစ်သူဟာဒဏ်ရာတွေနဲ့သတိမေ့မြောင်းနေပြီးအသက်ဆုံးရှုံးနေပြီဆိုတာသိခဲ့ရပါတယ်။ဒါပေမဲ့ပြင်းထန်တဲ့ဒဏ်ရာတွေရထားတဲ့ဇနီးဖြစ်သူကတော့သူခင်မောင်းအသက်မသေးသေးဘူးထင်ပြီးပထမဆုံးသူခင်မောင်းကိုကယ်ဆယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲ့သားတွေဟာ ခင်မောင်းဖြစ်သူစုံမသွားပြီဆိုတာသိပေမဲ့ဇနီးဖြစ်သူစိတ်တိကြိုက်မှာဆိုလို့ချက်ချင်းမပြောသေးပဲသူမရဲ့အသက်ကိုဦးစားပေးကယ်ဆယ်ခဲ့ကြပါတယ်သူတို့ရဲ့စူးစမ်းမှုကြောင့်ဇနီးဖြစ်သူရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပြီးအခုဆိုရင်ကျမ်းမာရေးခြေနေတိုးတက်လာပြီလို့သိရပါတယ်ဒီဖြစ်စဉ်မှာပါဝင်တဲ့သကိုးကိုတော့မကြာခင်မှာပဲဖမ်းဆီးရမိခဲ့ပါတယ်ဒီကယ်ဆယ်ရေးလုပ်ငန်းမှာပါဝင်ခဲ့တဲ့အမျိုးသမီးတူက ူရဲ့လူမှုကွန်ရက်စာမျက်နှာမှာအခုလိုရင်ဖွင့်ရေးသားခဲ့ပါတယ်။အရေးပေါ်အခြေအနေမှာဇနီးဖြစ်သူတယောက်တော့ကယ်တင်နိုင်ခဲ့ပါတယ်။ဆယ်နှစ်ကျော်ကယ်ဆယ်ရေးလုပ်လာတဲ့တတန်းမှာညာအိဝတ်စုံနဲ့လူနာကုခဲ့ရတာဒါပထမဆုံးပါပဲ။ဓာတ်တော်ခံရတဲ့လူနာရှိတယ်အမြန်လားဆိုလို့ပြေးသွားတာ။ရောက်တော့သွေးလွန်ပြီးအမျိုးသမီးလူနာကဒဏ်ရာပြင်းထန်အမျိုးသားလူနာကအသက်ဆုံးရှုံးနေပါပြီ။ ကိုရိုင်းနာကျင်နေပါလျက်နဲ့ကျမယောက်ျားကိုကယ်ပေးပါလို့ပြောတဲ့အမအိုသူ့ယောက်ျားဆုံးသွားပြီလို့မပြောရနိုင်ပဲအမရှင်တန်မှုအတွက်သာသွေးထွက်တာကိုထိန်ပြီးဆေးရုံကိုပို့ခဲ့ရတယ်။သူရှင်တန်သွားပြီဆိုမှကျမလည်းစိတ်သက်သာရရပြီး အသက်ဝဝရှူနိုင်တော့တယ်။ညချိန်ပစ္စည်းလာခိုးရင် လူကိုအနေရပြုတ်သွားတာပါ။ရှင်တန်ရတဲ့တရက်တာတိုင်းအနေရကင်းဖေးရှင်းကြပါစေရှင်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာပြောဆိုဝေဖန်မှုတွေလည်းအများပြားရှိခဲ့ပါတယ်။တချို့ကဒါဟာခိုးမှုတသက်မဟုတ်ပဲလူမှုရေးမပြေလည်လို့ဖြစ်တာလို့ဆိုကြပေမဲ့အများစုကတော့ညာဘက်မှာအိမ်ထဲဝင်ခိုးရင်အင်ရှင်တွေနိုးလာလို့အသက်အန္တရာယ်ပြုခဲ့တာလို့သုံးသပ်ကြပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေကလည်းစိုးရိမ်စရာအခြေအနေကိုရောက်နေပါပြီ။ရန်ကုန်လိုမြို့ကြီးတွေမှာဆိုနေကင်းဘက်မှာတောင် ခုံးမှုဖောက်ထွန်းမှုတွေမကြာခဏဖြစ်နေပါတယ်။အိမ်မှာလူရှိနေရင်တောင်မလုံခြုံတော့ဘူးလို့ပြည်သူတွေကခံစားနေကြရပါတယ်။အရင်ကငတ်လို့ခိုးတယ်လို့ပြောခဲ့ကြပေမဲ့အခုချိန်မှာတော့ခိုးတဲ့သူတွေဟာလူမရင်အသက်တက်ဖို့တောင်ဝမ်းမလေးကြတော့ဘူးလို့သုံးသပ်ရပါတယ်။ဥရေစုံမမှုအားနည်းလာတာရဲ့ရာဇဝတ်မှုကျွလွန်သူတွေကိုထိထိရောက်ရောက်အေးအေးယူမှုမရှိတာရဲ့ကြောင့်ခုလို့ ရာဇဝဲမှုတွေပိုဆိုးလာတာလို့ဝေဖန်သူတွေကထောက်ပြနေကြပါတယ်။တားပြီမငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက်ထိရောက်တဲ့အစီအမံတွေချမှတ်ဆောင်ရွက်ဖို့လိုအပ်နေပြီလို့လူအများကတောင်းဆိုနေကြပါတယ်။